တကားကလူပွဲကြီးနေတကားကမဆိုဘူးဗျကျွန်တော်ဒီကပထမဆုံးအချိန်ဟုတ်အော်ဒီတချင်းဆိုကတော့အိမ်မှာနင်းကြီးကလေ့ကျင့်လာပါဗျအော်အမအရင်မရှိအောင်လို့အကအိပိုင်းနဲ့ရင်းနေတိတ်မကတဲ့တော့လေဒီအကအတွက်နဲ့ဟိုလေ့ကျင့်ရပါဗျဟုတ်အတွေ့အကြုံရှိသွားရင်တော့ဒီပြိတက်ကြီးသေးတဲ့ကျွန်တော်ခွန်အားအများကြီးရပါခင်ဗျဟုတ်ကဲ့ ်အကျွန်တော်အခုတောင်ကြီးတကောင်နိုင်ပေါ့နော်တောင်ကြီးတကောင်နိုင်ရောက်နေရပါတော့ခင်ဗျာဟုတ်တောင်ကြီးတကောင်နိုင်ဖွင့်ပွဲပြောနော်ဒီ2025မှာကျွန်တော်ဒီမိုင်းရှင်ခဆွဲတချင်းလေးနဲ့ကျွန်တော်ဖွင့်ပွဲမှာတီချိုရမှာခင်ဗျာဟုတ်ဟာခံကန်းချက်ကတော့ကျွန်တော်ပထမဆုံး patch aprian ကတော့ကျွန်တော်လည်းတော့ရေကောင်းပြီပါဗျာဟုတ်တကားကလူပွဲကြီးတွေတကားမှမဆိုဘူးဗျာကျွန်တော်ဒီကပထမဆုံးအချိန်ပါဟုတ်ဟိုကဒီမိုင်းရှင်ကရဲ့တချင်းလေးကဟိုတေးပါကိုပေါ့ချန်လေချာရဲ့ ဟိုရေးပြထားတဲ့ခြင်းလေးပါဗျာဒီခြင်းလေးကတော့မိုင်းရှုံကရခြင်းလေးကတော့ဟိုမင်္ဂလာပါဦးအတိတ်မေရပြီးတော့ကျွန်တော်ချမ်းပြည်ရဲ့ဒလီထုံးနှန်းလေးတွေအလားအပလေးတွေရေးဖွဲ့ထားတဲ့ခြင်းလေးဖြစ်ပါတယ်ဗျာဒီတချင်းကိုကတော့အိမ်မှာနင်းကြီးကလေ့ကျင့်လာပါဗျာ။အော် အမားကြီးမရှိအောင်လို့လို့အကရေးပိုင်းနဲ့အရင်ကတိတ်မကတဲ့တော့လေဒီအကအတွက်နဲ့ဟိုလေ့ကျင့်ရပါဗျဟုတ်ဟာကျွန်တော်ဒီဖွင့်ပွဲတချင်းလေးမိုင်းချုံကတချင်းလေးပြင်ကျွန်တော်ဒီ station ရှင်မှာလဲကျွန်တော်ရှင်ပါဗျနေတိုင်းဟိုတရံတရက်နေ့အထိရှင်ပါမယ်ဗျဟောကျွန်တော်တနေ့တရက်ကိုတော့ဟို၄၅ပုံပေါ့အဲ့လောက်အဲ့လောက်ဖြုတ်ရပါမယ်ဗျဟုတ်ကဲ့ Oh, ya no llevo sin nada. ြန်မတူအောင်ဟာရှယ်ရှယ်ကိုပေါ့ဆိုင်ရဲ့အာစီမံခန့်ခွဲမှုလေးနဲ့ကျွန်တော်ရှင်းပါဗျဟုတ်ကဲ့အော်ကျွန်တော်ပရိသတ်အားပေးမှုကတော့ရှိပါဗျကျွန်တော်ရမ်းလဲပျော်မိပါဗျကျွန်တော်ဟောအားပေးတော့လေပရိသတ်ကြီးလည်းအခြေခုအများကြီးတင်ပါဟဲ့ပြောနေတော့ဟောကျွန်တော်အတွေ့အကြုံရှိသွားရင်ရောလေပရိသတ် ကြီးသေးတဲ့ကျွန်တော်ခွန်အားရအများကြီးရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အခုမှတောင်ကြီးတက္ကသိုလ်ပထမဆုံးအကြိမ်ရောက်ရှိပြီပါမှာဟုတ်တောင်ကြီးတက္ကသိုလ်မှာသဘောကျရတာကတော့အဓိကမီးဘုံပြန်မီးဘုံပြန်ဟိုဒီတိုင်းဓာတ်ပုံနေဗီဒီယိုရရတာရန်သဘောကျရတယ်ဟုတ်အခုရောက်ရှိနေ2025တောင်ကြီးတက္ကသိုလ်ဟိုပွဲလေးပဲလေဟာအိမ်နဲ့နဲ့ရရကမိဘပြည်သူညီကောင်မောင်နှမများအားလုံးလာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပေသာဒီနေပါစေတောင်ရလေးစ ဒါကျွန်တော်ရဲ့ပင်တိုင်းတေးဆရာကိုပေါ်ကလဲချားဖြစ်ပါခဲ့။မိုက်ဆုံးခကျွန်တော်ကဒီရိုးရတန်စင်လေးတွေဦးစားပေးတာပေါ့နော်။နောက်ပြီးဒီမိဘုံပြန်နဲ့လိုက်ဖက်မယ်။နောက်ပြီးရှမ်းရိုးရဓလေ့တွေရှမ်းပြည်ရဲ့ရိုးရဓလေ့တွေကိုပေါ်ပေါ်ကျူးတဲ့တချင်းတွေအများဆုံးရေးပါရေးသားပါတယ်။ကျွန်တော်အိမ်ဘက်က14နှစ်တိတိအိမ်မက်မခဲ့ရပါတယ်။ဘာလို့ဆိုဒီလိုဒီလိုပွဲကြီးမှာဒီလိုညမျိုးမှာကျွန်တော်တချင်းဖုံသွမ်းစီရမယ်အဝေးအကွင်းကြီးမှာပေါ့နော်။ စလင်းနီတီတီပြေးမှာပြီးကျွန်တော်ဆန္ဒပြေးပါတယ်အာကဟင်းနဲ့ကြမှာပဲပြေးပါတယ်အာခင်းကိုချစ်ပေးကြပါချစ်တော်ပြည့်တက်ကြီးဘာဖြစ်လို့တော့ဆိုတော့အာခင်းကဒဂီတာနဲ့ပတ်သက်လို့တကယ်ပါရမီရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်အားလုံးဝိုင်းချစ်ပေးအားလုံးဝိုင်းအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီအခုအခု အခုဒီတချင်းတွေထက်ကောင်းတဲ့ကောင်းတဲ့ဖန်တီးမှုတွေကျွန်တော်တို့ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးမှရှစ်ရှစ်လာမယ့်နှစ်တွေနှစ်တွေနှစ်တွေဒီမှာကျွန်တော်စူးစမ်းသွားကြပါမယ်ဒေတာကိုချပြသွားပါမယ်ချွေးစံပြောင်း